အားလုံးပဲမင်္ဂလာပါများဆိုင်လန်တဲ့ထလာမှာပြလဲကြိုးစိုးလိုက်ပါရခင်ဗျာအခုတည်းစပေးမဲ့ရုပ်သံမျိုးတို့ဖိုင်လျက်တော့မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့စစ်ပွဲတွေကအပြေမဟုတ်ဘူးဆိုလာတဲ့ဥညူအုံမြင့်တင်ပြလာတဲ့ရုပ်သံမျိုးတို့ဖိုင်လေးကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာဒီမျိုးတို့ဖိုင်ထဲမှာဥညူအုံမြင့်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြထားသလဲဆိုတော့ကိုအားလုံးဝင်အောင်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်လန်တဲ့ထလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဟိုလေအခုတော့လည်းအဓိကအဖြစ်ငញ្ញိုင်း process တွေလည်းအများကြီးလုပ်တယ်အခုထိလည်းလုပ်နေပါတော့ဒီညမငញ្ញိုင်းပုံစံဘယ်လိုဖြစ်လာနိုင်လဲအာကျွန်တော်အထင်တော့ဒီကျွန်တော်တို့ဒီဟိုပါတော့2021မှာနိုင်ငံရေးအပြောင်းလဲဖြစ်လာတယ်ဒီနိုင်ငံရေးပြည်ပကကြီးဖြစ်လာတယ်အပြောင်းလဲပြီးတော့ဖြစ်လာတဲ့အချိန်မှာဒီတိုင်းရင်းသားဒီဘက်ကလည်းဒီဘက်ဒီချိန်တုန်းက NCO လက်မှတ်ထိုးထားပြီးမြေဒီချိန်မှာတို့ကဒီဟိုပါတော့ဟိုနည်းနည်းနိုင်ငံရေးကဒါအခွင့်အရေးတခုလို့တို့မြင်ပြီးတော့ ဒီဘိုးဆိုးရအောင်တိုက်တာပေါ့နော်ဝိုင်းတိုက်ကြတယ်ဒါပေမဲ့ဗာလေဒီကျွန်တော်တို့ဟိုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အာ NLD တဲကတချို့တဝက်ကလည်းဒီဘက်ကိုထွက်ပြီးတော့လက်နက်ကင်လမ်းစဉ်အောင်သူတို့လိုက်တော့တာပေါ့နော်အဲ့တော့ငင်းငယ်ကြီးကဘယ်နေရာမှာကျွန်တော်တို့ဖြစ်မလဲဆိုတော့အချိန်တစ်ချိန်တော့ကျွန်တော်တို့လုံမယ်လို့ထင်ပါတယ်အချိန်တစ်ချိန်မှာခုနပြောတဲ့အာကျွန်တော်ဒီမဲ့လေကျွန်တော်တို့ပြောတဲ့တကယ့်ကို principally လေလိုအပ်တယ်လို့ပဲတချို့ဟာဒီမှာနိုင်ငံကြီးရအပေးယူ လုပ်ဖို့လုပ်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါတမရယူသိန်းစိန်လက်ထက်က2010ရလောက်ခဲ့တဲ့အစတကလောက်ခဲ့တဲ့ပုံစံမျိုးတော့ဖြစ်မယ်မထင်ဘူး။အခုလောလောဆယ်ကတော့ဒီတိုင်းသားလက်နက်ကင်အင်အားစုတွေကျန်တဲ့လက်နက်ကင်အင်အားစုတွေနဲ့အပီးယူလုပ်ရမယ်လို့တော့ကျွန်တော်ထင်ပါတယ်။လက်ရှိပြန်ပြီးညဉ့်ညံ့ရဖို့ပေါ့။ဟုတ်ကဲ့။ဆိုတော့အခုလက်ရှိကတချို့ပြောနေကြတာကဟိုရုပ်ောက်ပွဲနေမှာတချို့နယ်မြေတွေဆုံးရှုံးတာတွေပါလေရှိလာတယ်ပေါ့နော်။အဲ့ဒါကြီးကြတော့တချို့က ရွေးကောက်ပွဲကတော့တကယ် first priority ဖြစ်လာနိုင်ပါမလားလို့စဉ်းစားနေတဲ့လူတွေလည်းရှိတာပေါ့။ဘာကြောင့်လဲဆိုတော့ငញ្ញိုင်းဆွေးနွေးပွဲများဖြစ်သွားမလားဆိုတဲ့ဒါမျိုးလေး။ဟုတ်ကဲ့ကျွန်တော်ကဒီနိုင်ငံတော်ဘက်ကိုအကြံပေးခြင်းနဲ့ပေးရမယ်ဆိုရင်အခုဒီတိုင်းသားတွေတောင်းနေတယ်ပေါ့နော်။မြောက်ပိုင်းမှာတောင်းနေတဲ့တိုင်းသားတွေကအာဒီအခုလက်ရှိဒီကြောက်ပြတ်ဆိုရအနေနဲ့ဒါတွေကိုအမခံပြီးလို့မရဘူး။တကယ် mandate ကတကယ်အာတာဝန်ရှိမှုကဘယ်မှာသွားရှိမလဲဆိုရင်လွတ်တော်မှာပါပဲရှိမှာပါ။ ဲ့တော့လွတ်တော်ရှိဖို့အတွက်ကလည်းရွေးကောက်ပွဲလုပ်မှာပေါ့နော်အဲ့တော့ရွေးကောက်ပွဲကိုစတင်တာတကယ်ပဲအာဒီတိုင်းပြည်မှာသူတို့လိုချင်တဲ့ legitimacy ပေါ့ကျွန်တော်ပြဥပမာဖြင့်ရခိုင်ဆိုရင်လက်နဲ့ကင်တိုက်တာတဲ့စာရင်ရခိုင်မှာရွေးကောက်ပွဲလုပ်တင်တာပေါ့နော်ရခိုင်ရွေးကောက်ပွဲဆိုရင်ဝင်ပြိုင်တဲ့ပါတီကလည်းရခိုင်မျက်နှာမှာပဲအဲ့ဒါဆိုရင်ပို့ပြီးတော့ဖွဲ့စည်းပုံခြေခံဥပဒေလို့ပြောနေတဲ့အငင်းပွားစရာမရှိတဲ့ဒီ legitimacy ကိုရနိုင်ပါတယ်အဲ့တော့အတိုင်းသားတွေဘက်ကလည်းပြန်စဉ်းစားတင်တာဒီရွေးကောက်ပွဲကနေတဆင့် နိုင်ငံရေးအရအာဏာပြနိုင်တဲ့လမ်းတစ်ခုရှိတယ်။လက်လက်ကင်ထားတဲ့အတွက်လည်းလက်လက်ကင်တွေရဲ့အာအားတစ်ခုနဲ့လည်းသူတို့ပါ leverage ပေါ့နော်။သူတို့ရဲ့ဒီအာပြောင်းနိုင်စုံနိုင်ထိမ့်သိမ့်နိုင်တဲ့နိုင်ငံရေးအင်အားတစ်ခုကတော့သူကပက်ပေါင်းစုံကသွားမှရမယ်လို့ထင်ပါတယ်။ခုနပြောသလိုကျွန်တော်မျိုးတွေလည်းမြင်ပြီးပြီပဲလေ။နော်ကျွန်တော်ပြောဘလောက်ပျက်စီးသွားတယ်အတိုင်းပြည်မှာဒါကနလန်ထူဖို့အမတန်ခက်မယ်လို့ကျွန်တော်ထင်ပါတယ်။ရှိမှလေပြီးခဲ့တဲ့ဂျပန်ကတော့ဒါနိုင်ငံတကာတိုင်းမှာပြောကြပါသူအဓိကအပြင်အာဆီယံဥက္ကဋ္ဌပေါ့နော်မလေးရှားဝန်ကြီးကပြောတယ် အားလုံးပါဝင်တဲ့ရွေးကောက်ပွဲလုပ်ဖို့အတွက်သူထပ်ပြီးတောင်းဆိုတာရှိတယ်အဲ့တော့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဆိုတာအခုဘယ်လိုမျိုးဟာကိုမြင်လဲကျွန်တော်ထင်တယ်တိုင်းရင်းသားအခုဒီပြည်နယ်ခုနှစ်ခုမှာတိုင်းရင်းသားနိုင်ငံရေးပါတီတွေပါတယ်ဒီတိုင်းရင်းသားနိုင်ငံရေးပါတီတွေကလည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ဝင်ပြိုင်မယ်ဆိုရင်သူတို့ legitimacy ကသူတို့လက်ထဲကိုရောက်အဲ့တော့ကျွန်တော်တို့ရဲ့အဓိကဒီနိုင်ငံတကာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကပြဿနာကကျွန်တော်တို့ interactive အရင်နေပါတယ် interactive နေရဆိုတာတရားဝင်ဖိတ်ကြားတဲ့အစည်းအဝေးတွေကြမှာ တက်တာရင်းရှိတယ်နိုင်ငံတကာကြတော့သူကအရင်ဒီတာမတ်ဟောင်းနေဝင်းကြီးဟောင်းနေအဲ့လိုမျိုးနဲ့ဟိုကျွန်တော်တို့ဘက်ကနည်းနည်းတော့ယုံမှုလို့တာပေါ့နော်ဒီနေ့လေဟိုဒီနတ်ဆကဥက္ကဋ္ဌဒီကိုယ်တိုင်ပြောသွားတာနည်းနည်းတော့တွန်းတိုက်တိုက်တော့လောက်အောင်ပေါ့နော်အားလုံးကတော့ schedule တိုင်းလုပ်ရင်တော့ကျွန်တော်ဒီလိုပဲဒုက္ခတွေကျွန်တော်တို့ဆက်ရင်ဆိုင်နေရမှာပါတွန်းတိုက်တိုက်ဆိုတော့စစ်ပွဲကိုနိုင်အောင်တိုက်ရမှာပြောလားအကုန်လုံးပါဖက်ပေါင်းစုံပါဘာလို့လဲဆိုတော့တချို့ဟာတွေကကျွန်တော်တို့အခု last show ဖြစ်စဉ်ဆိုရင်ဒါ ြီးမပေါက်ဖဲနဲ့ပြန်ရတာအဲ့ဒါလူတွေကမျိုးစုံနာမည်တက်ကြတာပေါ့နော်တကယ်တကယ်ကတော့အာဒီမြမအစိုးရဘက်ကသူကနိုင်ငံရေးရာချိန်ပြီးတော့ဒီငင်းငင်းရေးဒီအပြစ်ခက်ရေးစေးယာယီပြစ်ခက်ရေးစေးကိုမချိုးဖောက်ဘူးသူတို့တက်လာတယ်တက်လာပြီးတော့ဟာလာတိုက်ပွဲဖြစ်တယ်ဒီဘက်ကခန်းစစ်သုံးတယ်မြို့ကိုရသွားတယ်ဒါပေမဲ့သူက legend ဟိုဒီဂျာဂန်တရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ဂျားတွေကနေပြီးတော့ဝင်ပါတဲ့အခါကျတော့မြန်မာဘက်ကအာဂျင်တယ်ရှိကျွန်တော်တို့ကပထမပြစ်ခက်ရေးစေးတော့ဟာအဲ့လမ်းကြောင်းကိုကျွန်တော်လိုက်နေတယ် မလိုက်နိုင်တဲ့လူကလိုက်နိုင်တဲ့နေရာကိုပြန်မှဟောဘောဘောလုံးစကားပြောရင်တော့မင်းတော့ဖန်ကစားဆိုလက်ရှိမှာလေဒီဘက်မှာလေနိုင်ငံတော်အစိုးရကိုလက်ခံတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့လည်းရှိတယ်နိုင်ငံတော်အစိုးရကိုလက်ခံတဲ့နိုင်ငံရေးပါတီတွေလည်းရှိတယ်ဒါတွေကိုလည်းအခုရွေးကောက်ပွဲမှာဒီလူတွေကလည်းအကုန်လုံးပါကြမယ်ဆိုတော့ဒါကိုလည်းကျွန်တော်တို့က all inclusive လို့ပြောလို့ရလားအာ all inclusive ကတော့ဟိုပြောလို့လည်းရတယ်ပြောလို့လည်းမရအောင်အဓိကကတော့ကျွန်တော်တို့ကဟိုဘယ်လိုခေါ်မလဲဖြေလျှော့မှုပေါ့အာအစိုးရဘက်ကလည်းဖြေလျှော့မှုအစစ်စစ် လုပ်ပေးတဲ့နယ်လို့ကျွန်တော်ထင်တယ်။ပြီးတော့ရွေးကောက်ပွဲဒီနိုင်ငံပါတီတွေရဲ့အာကျွန်တော်တို့မိုတိုကျွန်တော်မမြင်သေးဘူးဗျ။ motivation ပေါ့နော်။နောက်နိုင်ငံကြီးပါတီတွေကသူတို့ဘာလုပ်မှာလဲ။ကျွန်တော်ကျွန်တော်သာအနာရရင်ကျွန်တော်ဘာလုပ်ပေးမယ်ပေါ့နော်။ကျွန်တော်သာအနာရရင်အခုစစ်မှုတမ်းဥပဒေကြီးကိုကျွန်တော်ကပြန်စစ်ဆေးပေးမယ်။နောက်ဟိုကျွန်တော်စီးပွားရေးအရာဘာလုပ်ပေးမယ်။အဲ့ဒီလိုမျိုး motivation မရှိပြန်ရင်လေကျွန်တော်တို့မှာအခက်အခဲရှိနိုင်ပါလေ။ဒါပေမဲ့လေခုနပြောတဲ့ all inclusive ဆိုတာကျွန်တော်တို့ကနားလည်မှုပေါ့ နားလည်မှုဟာတကယ်ဆွေးနွေးသလားဆိုရင်ဒီနေ့အခုလက်နက်ကင်ဖိကဖြစ်နေတဲ့တောင်ပိုင်းဖွဲ့တွေမြောက်ပိုင်းဖွဲ့အဲ့ဒီအဖွဲ့တွေနဲ့ဆွေးနွေးတဲ့အခါမှာဟာခင်ဗျားတို့ဘက်မှာရွေးကောက်ပွဲလုပ်ပါနော်ဒါဆိုရင်ခင်ဗျားတို့က legitimacy ခင်ဗျားတို့လွှတ်တော်ရေးကိုရောက်ပြီးခင်ဗျားတို့လူချင်တာဖြစ်မယ်ဆိုတဲ့အာ political hope ပေါ့နော်မျောလင်းချက်တခုပေးနိုင်မယ်ဆိုတော့ဒီရက်ပုံကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့ထပ်ပေါက်ဖြစ်မလားအာထပ်ပေါက်တဲ့စာရင်စမှတ်လို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တိုင်းပြည်မှာဘလို့မှ ဒီအဖြေမင်းဟာတစ်ဖက်ကလည်းဥမာဖြင့်ရွေးကောက်ပွဲဆိုတာတမင်ဟုတ်ကြတော့ဟိုဒါထွက်ပေါက်တစ်ခုပေါ့နော်နောက်အစိုးရအစ်လဲမယ်နောက်အစိုးရလုပ်မယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အဓိကပြဿနာတစ်ခုကကျွန်တော်တို့ကအဲ့လိုထွက်ပေါက်ပါဆိုတဲ့ဟာကိုသတင်းစကားပေါ့ message ကကျွန်တော်တို့မှာမရှိသေးဘူးကျွန်တော်တို့မှာ communication channel တစ်ခုကျွန်တော်တို့စောက်တင်တယ်တပည့်နဲ့တပည့်အပြန်လန်ဆွေးနွေးနိုင်တဲ့အခင်းချင်းတစ်ခုမပြင်ဆင်နိုင်ရင်တော့ဒါအခက်အခဲရှိနိုင်ပါတယ် ဟိုတခြားဗာများပြောတဲ့ရှိတယ်လေ။အော်ကျွန်တော်တို့ကျွန်တော်တိုင်းပြည်ဟာလာပြပေါင်းစုံတစ်ခွက်ရောက်နေတယ်။ကျွန်တော်တို့ကတဘာဝပေးရန်ဒီဒီနေ့ဆိုရင်ဒါတဘာဝပေးရန်ဒီနဲ့ပတ်သက်ပြီးတော့အာကျွန်တော်လာနာထောင်နေကျွန်တော်တို့တင့်တော်တဲ့မိကုန်းရှိနေကျွန်တော်မေးချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်မှာဒီဒုက္ခတွေကယုံထွက်ဖို့အတွက်ဆိုတာကစစ်ပွဲတွေဖြစ်မဟုတ်ဘူး။ကျွန်တော်တို့ဒီလက်နက်ကင်ပဋိပက္ခတွေအဖြစ်မဟုတ်ဘူးဆိုတော့ပဲကျွန်တော်ပြောချင်ပါတယ်။